အားလုံးမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့မိမိက YouTube ကစကားတွေကြည့်ရခါတရှင်းနေတာဟောတဲ့ခါမှာမိရဲ့ post speaker အတန်ရန်တိုးနေဆိုလို့ရှိရင်အတန်အတန်ကျဲအောင်လုပ်လို့ရတဲ့နည်းလေးရှိပါတယ်ဒီနည်းလေးကတော့ဘယ်ဖုန်းမျိုးအစားမစိုးလုပ်လို့ရတဲ့နည်းလေးဖြစ်ပါတယ်ဒီနည်းလေးလို့ဖို့အတွက်ကျွန်တော်တို့ Play Store ထဲမှာကျွန်တော်တို့ software တစ်ခုတက်တောင်းရပါမယ်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုမစရင်မှာကျွန်တော်ရဲ့ YouTube channel တွေကို like and subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးထားပါဦးဗျာကျွန်တော်တို့နောက်ထပ်နေမဲ့ဗီဒီယိုအသစ်လေးတွေကိုကြည့်ရဖို့အတွက်ကျွန်တော်တို့ဘေးနားကနိုတီခေါင်းလောင်းလေးလည်းတက်ထားပေးပါဗျာ ျွန်တို့ဒီ home speaker အတန်ကျေဖို့အတွက်ကျွန်တော်တို့ play store ထဲမှာကျွန်တော်တို့ဝင်လိုက်ပါ play store ထဲရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ set ပါမှာကျွန်တော်တို့ဒီ ballon poster ဆိုတဲ့ဟာလေးကိုရေးချပေးလိုက်ပါ bio l u m e ballon b o s s d ဒီ ballon poster ဆိုတဲ့ဒီစာကြောင်းလေးကိုကျွန်တော်တို့ရေးချပေးရပါမယ်ဟုတ်ပြီပြ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 ရအောင်မယ်ကျွန်တော်ကျွန်တော်ဒီ ဘောလုံးပုံစံတာ2025ဆိုတာလေးကိုရေးချပေးလိုက်ပါပြီးတာလေးကိုနှိပ်ပြီးရချပေးလိုက်ပါချပေးလိုက်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်ပြတဲ့ဒီ software လေးပါဒီ625 600ရခိုင်နှုန်း2025ဆို software လေးအဲ့ software လေးကိုတောင်းရပါမယ်ကျွန်တော်တို့အထက်ထဲမှာတော့ software တွေအများကြီးရှိပါတယ်ကျွန်တော်မြေဒီ software လေးကိုတောင်းယူလိုက်ပါဒီကျွန်တော်တို့ install တင်ပေးလိုက်ပါ ငါတို့ခဏဆောင်ပေးလိုက်ပါကျတို့အစောပြီးွားလို့ open ပြနေကျွန်တော်တို့ဒီဖုန်းရဲ့အလယ်မီနူကီးနဲ့ထွက်လိုက်ပါ ထွက်ပြီးတော့ကျွန်တော်တို့ဖွင့်ထားတဲ့ကျွန်တော်တို့ဒီ internet ကိုပိတ်ပေးလိုက်ပါဗျပြီးွားကျွန်တော်တို့ကျွန်တော်က down ခဲ့တဲ့ software ကိုကျွန်တော်တို့တွက်ချပါမယ်ဒီပုံစခွင်မှာတို့ဒီမှာပါ ဒီ software လေးကိုတွေ့ရောအဲ့ software လေးကိုကျွန်တော်တို့နှိပ်ဝင်ပေးလိုက်ပါဒီမှာကျွန်တော်တို့ဒီမှာရှိတဲ့အင်္ဂလိပ်ဘာသာကိုပြောင်းပေးရပါမယ်။တို့တို့အင်္ဂလိပ်ဘာသာကိုပြောင်းပေးရပါမယ်။ပြီးကျွန်တော်တို့ဟုတ်အပေါ်မှာရှိတဲ့ဒီအမှန်ကြီးလေးကိုနှိပ်ပေးလိုက်ပါ။ပြီးကျွန်တော်တို့ဒီမှာဒီသူ့ရဲ့ screen ပေါ်လာပါပြီ။ကျွန်တော်တို့ဒီမှာရှိတဲ့ status ဝင်နေရာလေးကိုနှိပ်ပေးရပါမယ်။နှိပ်ပေးလိုက်ပါ။ ပြီးရင်မှကျွန်တော်တို့ဒီမျိုးပြလိုက်ချက်ရှိကုန်နေပြလိုက်ပါပြီးရင်အလောင်းနေပြလိုက်ပါတို့ဒီမှာကျွန်တော်ပြောပြချင်တာသူ့ရဲ့ဒီအတန်တို့အတန်ချဲလုံးလို့ရတဲ့ဒီစနစ်ကတော့ကျွန်တော်ဒီမှာဘောနော်ဒီအပေါ်ကဒီဒီအပေါ်ကအတန်လေးရတော့ကျွန်တော်တို့မိမိဖုံးမှာရှိတဲ့အတန်နေသားရဲ့ပုံမှန်နေသားပေါ့နော်ဒါဒီထက်လည်းပိုကျေလို့မရဘူးပုံမှန်နေသားပေါ့နော်ကျွန်တော်တို့ဒီကိုကဒီဇက်ကကြည့်တာတို့ဒီသရှင်နှောင်းတာကိုဖုံးအတန်အရန်တိုးနေဒီလောက်ပဲကြားရကျွန်တော်တို့ထပ်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်အောက်မှာရှိပါတယ်ကျွန်တော်တို့ဒီအောက်ကအတန်လေးပါ ဒီတန်းလေးကတော့ကျွန်တော်တို့ဒီမိမိဖုံးအတန်ပြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီရောဒီ125ကိုနှိမ့်လိုက်မှသူကျွန်တော်တို့ဒီမှာဒီမှာပြရပါတယ်ကျွန်တော်တို့ဒီဒီအကွင်းလေးထဲမှာကျွန်တော်ဒီ why နဲ့မှာကျွန်တော်တို့ except poster ထဲမှာကျွန်တော်ဒီ150ဆိုလို့ရှိရင်ဒီမှာသူထပ်ပြီးတော့တိုးရပါလိမ့်မယ်150ကိုနှိမ့်လိုက်လို့ရှိရင်ပြီးရင်155ဆိုတော့အရန်နဲ့ကျင်နေပါပြီဒါမှမဟုတ်ဆိုတော့လုံးဝဒါအမြင့်ဆုံးဖြစ်သွားပြီပေါ့နော်နားမထောင်နိုင်တော့ဘူးကျွန်တော်တို့ဒီအတန်း ခုဖုံးကိုအတန်ကျေခြင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနကကျွန်တော်ပြောတဲ့ဒီအောက်ကအတန်လေးမှာကျွန်တော်တို့လာပြီးတော့ share လို့ရပါတယ်ကျွန်တော်ဒီအပေါ်ကတော့ဒါပုံမှန်တန်းပါနော်အပေါ်ကတော့ပုံမှန်တန်းပါအောက်ကအတန်ကတော့ကျွန်တော်တို့ဒါဒီအပေါ်မှာဒါမိမိဖုံးအတန်ကိုပို့ကျင်းလဲဆိုတော့အောက်ကအနေထားကိုကျွန်တော်နှိပ်ပြီးတော့ share လို့ရပါတယ်ကျွန်တော်တို့ဒီမှာဒီအားလေးကိုကျွန်တော်တို့ပြီးသေးပါဘူးကျွန်တော်ပြီးမှကျွန်တော်တို့သရှင်ကိုစဖွင့်ပါမယ်သရှင်ကိုနှိပ်ပေးလိုက်ပါသရှင်ကိုနှိမ့်လိုက်လို့ရှိရင်မိမိကြိုက်နေတဲ့အရာသရှင်ရှိတဲ့နေရာမှာကျွန်တော်တို့နှိမ့်ပေးလိုက်ပါ နေပြီးတော့ကျွန်တော်တို့အလောင်းနှိပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ဒီအဲ့တရှင်းကိုနှိပ်လိုက်ပြီးဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့သူ့ရဲ့ software ရဲ့ allowance notification access ဆိုတဲ့နေရာလေးပါဒီနေရာလေးကျွန်တော်တို့ဖွင့်ပေးရပါမယ်ဒါလေးဖွင့်ပေးပြီးမှကျွန်တော်တို့ဒီ software အလုံးလုံးမှာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဖွင့်ပေးလိုက်ပါပြီး allowance နှိပ်ပေးလိုက်ပါအောက်မှာနောက်ဆုံးလို့ချင်းကျွန်တော်တို့ဒါသူ့ရဲ့လောက်ရမယ့်အဆင့်တွေအားလုံးပြီးပေါ့နော်ကျွန်တော်တို့အတန်းတရှင်းဖွင့်မယ်ဆိုလို့ချင်းကျွန်တော်တို့တရှင်းကိုဖွင့်ပြီးရောကျွန်တော်တို့မိကျန်နေတဲ့ရာတရှင်းကိုဖွင့်ပြီးရောကျွန်တော်တို့ဇက်ကားဖြစ်ဖြစ်ဖွင့်ပြီးွားကျွန်တော်တို့ဒီမှာရှိတဲ့ပေါ်ကဒီ ျွန်တော်ပြရတဲ့ဒီအပေါ်ကဒီအပေါ်ကတန်းတော့ဒါသရှင်သွားနေတဲ့ပုံမှန်အတန်ပေါ့နော်ဒီအတန်နဲ့မလုံလောက်ဘူးဆိုလို့ချင်းကျွန်တော်အောက်မှာရှိတဲ့ဒီအောက်ကဟာတွေကျွန်တော်တို့ရွှေ့ပြီးတော့အတန်ကျေလို့ရပါတယ်ဒီဟာတွေကိုရွှေ့ပြီးအတန်ကျေလို့ရပါတယ်ကျွန်တော်တို့ဒီနီလေး timing ပုံမှန်အတန်ဒီမှာဒီဘက်ကိုကျွန်တော်တို့ဆက်သွားမယ်ဆိုရင်ကျွန်တော်တို့အတန်ကိုကျွန်တော်တို့ထပ်ပြီးတော့ချိန်လို့ရပါတယ်မမီမီမီတန်းနေတဲ့အတန်ကိုလို့တို့တို့ပုံစံပါတော့ကိုချက်တို့ပူချင်လို့ရပါတယ်အဲ့ဒါကျွန်တော်တို့တစ်ပတ်တည်းပြန်သွားလိုက်ပါကျွန်တော်တို့ဒီနေ့လေးတိုင်မီဖုန်းကအတန် တို့တို့အရန်တွန်းနေဆိုလို့ချင်းဒီ software လေးကိုတောင်းပြီးတော့ကျွန်တော်တို့ဒီအတန်ကျေအောင်လုပ်လို့ရပါတယ်အဲအားလုံးပဲကျွန်တော်တို့အတန်ကျေနေဆိုတော့ဒီ software လေးကိုတောင်းပြီးတော့ကျွန်တော်ပြောလို့ပဲလိုက်လုပ်ပြီးတော့လုပ်ကြည့်ပါအားလုံးပဲဆင်ပြေကြပါသည်ကျွန်တော်တို့လည်းဗီဒီယိုလေးတင်ပြီးသွားမှာပါဗျာကျွန်တော်ဗီဒီယိုလေးကိုကြက်နေတက်တယ်ဆိုရင်လည်း share လုပ်ပြီးသွားမှာပါဗျာ